တကယ်တော့ဒီဖျားကြီးကဘာမှမမထုံတော့မှောင်းနေတာကျွန်တော်လည်းကင်မရာဒီခုကျွန်တော်ကင်မရာကိုလည်းကျွန်တော်ရိုးရိုးမုတ်နေပဲတုံးတာပေါ့နော်ဒါပေမဲ့ဖျားအတင်းနေဒီပြော်ရေကော်ဖီရေမကြည့်ပြော်ရေရှင်ဟိုမှာနေနေရတာကတက်ပင်းတွေပေါ့။ငါတက်ပင်းကြီးဖျားဘူး။ အနန္တဘိကရပါပါနေတယ်။တော့ဒီလိုလမ်းကြားလေးတွေကနေတိုက်နေတဲ့ခါကျတော့ရှေ့မှာစိုင်းပုတ်တွေပဲမမြင်ရတော့ဘူး။တပ်ပြီးများပါ။ ခုကကျွန်တော်တပည့်ဖရာရောက်တပည့်ဖရာကအကံအရှိတဲ့ဖရာရေမှာဆိုလို့ရှိရင်ဉာဏ်တော်အမြင့်ဆုံးဖရာအဲ့တော့ဉာဏ်တော်ဆိုလို့ရှိရင်အကံမျောစင်လို့တော့ခေါ်ကြရပါတော့တပည့်ဖရာကအလောင်းစီပင်နဲ့တည်ရတဲ့ဖရာပေါ့ မဲ့ဖရားဆိုတာကသူကအရင်တော့ဆိုလို့ရှိရင်ဒါသတင်းလိုက်ပုံပဲဖြစ်ခဲ့တဲ့ပုံရှိတော့နော်ဒီမှာကထက်ဘက်ကိုတက်လို့ရတဲ့အခြေအနေတစ်ခုရှိတယ် လွာလေးတော့ရှိတယ်ဒါပေမဲ့အပြင်အကျင်းတော့၃တပင်းရတယ်နော်ဒီတော့ဒီဘောတက်ကပန်လာတော်လေးကိုဆက်ပြဲလိုက်လုပ်ခဲ့တယ်နောက်ဆက်မှာကျတော့ဆက်ပြီးကျင်းနေထားတဲ့အထက်ကိုပြောရတယ်ဘောတော့တော့ဒီရတော့ ေးလို့ဘယ်ကဟိုပေါ်မှာဆိုလို့ရှိရင်တော့ပေါ်တယ်ပေါ့တက်လို့ရပေါ့ရှိပေါ်တယ်လမ်းကြည့်ရပေါ့စင်တူရောတစ်စုရှိတယ်။ပုံမှန်အပြင်စင်တူရောတွေဆိုလို့ရှိရင်ထိုင်းတော်မူစင်တူတွေရှိရယ်။ပြောင်းတော်မူတွေရှိရယ်။မတ်တရရဲ့ရှိရယ်။ တဲမချီတို့တဲပကူတို့ဆွဲနေတဲ့ကြောင်းနဲ့ဆိုင်နေတဲ့ရှိတယ်ပဉ္စခရာကလောင်းစီကို tâm cảnh nó xóa lóng dòng tim nó dòng nhẹ đây về ạ à. ရရဲ့တတ္တန်အား800 82တနည်းရှိပါတယ်။ဒါအခုကျွန်တော်ရောက်နေ2025ဆန်း။ပြန်ဒီဖျားတိဆောက်ထားရပြီးသူမရအောင်ပြန်လေဝင်တဲ့အခါမှာလေဝင်လေးဖက်လေတော်တော်ကောင်းတယ်အလင်းရောင်ကောင်းတော့ဘောနော် ကံပြားတွေကဒီလိုအကြီးကြီးအမြင့်ကြီးဆောက်ထားပေမဲ့လေသူကအဆဆောက်တွေကလင်းအောင်လို့လင်းဝင်ရအတွက်ဒီကိုလေတည်တည်ကြာစဉ်းစားအထက်ပြီးဆောက်ကြရမှာဒီမှာဆိုရင်နေရန်စေးကြီးရှိသေးတယ်ဘောတရားရရတော့ဒီနေရန်စီးပကြီးဒီမှာဆိုလို့ရှိရင် ဒီဖရားရဲ့နေရံဘက်မှာရှိနေစေရေးပစီတွေကတော့နောက်ပိုင်းပြန်ပြင်းတဲ့မင်းကြီးလက်ထက်မှာဆွဲတာမျိုးပေါ့နော်ဒါယူဆလို့ရပြီးတော့ဒီခေါင်းဝမှာရှိနေအားတွေကတော့ပကံခက်ခဲကြံတဲ့လက်အားလုံးယူဆလို့ရတယ်ကျွန်တော်ပြောတဲ့ဒီထူးခြားတဲ့ပုံစံရှိတဲ့ဖရားပါ ခြေောက်ချာလေးထိုင်နေတဲ့ပုံစံပေါ့နော်ဒီကဒီလိုမျိုးဖရားကဒါပကံပါဆိုရင်တွေ့ရခဲ့ဖရားလေးပေါ့အဲ့တော့ဒီတပညုဖရားကြီးတည်တဲ့ချိန်မှာပဲတပညုဖရားရဲ့ဒီဆောက်တဲ့ချိန်မှာတုံးနေပေါ့နော်အုတ်ခဲအလုံးတပေါင်းဖြည်တိုင်းမှာတလုံးပေါ့နော်ဖယ်ထားတယ် ပြောမယ်ဆိုရင်တော့ကျွန်တော်တာလီမှတ်တယ်ပေါ့ဗျာအဲ့လိုမျိုးတလုံးတသောင်းပြည်တိုင်းတလုံးဖယ်တသောင်းပြည်တိုင်းတလုံးဖယ်ပြီးတော့အဲ့လိုဖယ်ထားတဲ့အုပ်တွေကိုစုပြီးတော့တည်ထားတဲ့ကရိုးချိုးဖယ်အားဆိုရှိတယ်အဲ့ဒါလည်းဒီတပညူဝင်နေမှာပဲရှိရဲအဲ့ဖယ်အားကိုကျွန်တော်တို့အခုတွန်းလေ့လာမှာပေါ့နော်ဆိုကြအောင်ရှိမှတွေ့ရတယ်ကျုပ်ဖျားပါ နေမှာဆိုလို့ရှိရင်ကာရီကီချာရေးတာကိုတဲပချီတဲလို့ပြောရှယ်လေးရှိတယ်ဟိုဟာရုပ်ပြန်ဆွဲတာတပုံလောက်ယူရတယ်။ဘောင်းကြီးကိုတက်ချင်တောင်းဝေး။အမေတိုင်ကီချာဆင်းလာစေ။တယောက်ဆင်းတောင်း။စတောင်းကိုစတောင်းကိုတယောက်ဆင်းတောင်းဝေး။ နှစ်ယောက်ဆိုရင်နှစ်တောင်းပဲပေါ့ဘာမျိုးဆိုင်လေးတွေကဒီဖရားရဲ့အပြင်ဖြစ်စင်ရပေါ့နော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်၄၅ဆိုင်လောက်ရှိတယ်ဒီနေရာမှာတော့ဟိုကျွန်တော်မျက်စိရှိမှာကိုယ်တိုင်ဆွဲနေတာမျိုးတွေတွေ့ရတဲ့ဆိုင်ပေါ့နော်ချားဒီမျိုးတဲပကြီးလို့တဲပပူလို့ဆိုတာမျိုးတွေကရောင်းရတယ်တော်တော်များများဖျားရတယ်မှာ ဒါပေမဲ့ gallery ပုံစံဖြစ်နေတာပေါ့နော်ဒီနေရာလေးမှာတော့တချို့ဆိုရင်ဒီဆွဲနေရာလေးတွေကျွန်တော်တွေ့ရတာပေါ့ဒီခဏရိုက်မယ်နော်ကျွန်တော်တို့ကလည်းမလိုတာမီးလို့ပါလား။တနာဟာလေးတနာမို့ဆိုနာလေးလို့ဆိုတော့ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဘူပွားရင်ပြင်ပြီးလက်ထက်လေးရ။ဒီလိုမျိုးလက်မှုပညာနဲ့ တံမောဝန်တော်ဘဝတစ်ခုရည်တည်ခဲ့တာ။ဒါလက်ဆက်တဲ့အမှုတွေပါ။ခံပါဆိုရင်ခံလူတော်တော်များများကဒီလိုမျိုးမျိုးဖလာလုပ်တည်နေပဲတံမွေးရောက်ဝမ်းအကြောင်းပြကြအများရပါတော့။ရှင်းတယ်လုပ်တဲ့သူဒဲပကြီးဒဲသမှုဈေးဆိုင်ဒါမျိုးဒီလိုတဲပကြီးကိုတဲပဘူးလို့ ਆ တယ်ကျွန်တော်ပကံမှာပဲတွေ့တွေ့ဖြစ်တယ်ဗောနော ကျွန်တဲ့နေရာမှာရှိမရှိရောကျွန်တော်လည်းတခြားမသိဘူးမရှိဘူးရပကံပါပဲဆိုရင်ဒီမှာဆွဲရဲတဲပကြီးမှာတုံးလာရဲတဲဆိုရင်ဒါ ARV မြစ်ထရရရဲတဲတွေကိုတုံးနေပြီဘယ်လိုလာပြဖို့ယူရတယ်ဒီလိုတဲလေးဒီဥဒါဒီဘီဥတော်ဟာအဲ့ပါဒီလေးကိုအဲကျွန်တော်တို့အဖြူအောင်ရှိလို့ note ပေါ်လို့ပဲခေါ်တယ်သူကလည်း တိုးဆိုင်တွေမှာအစတိုးဆိုင်တွေမှာအနုပညာနဲ့ပတ်သက်တဲ့စတိုးဆိုင်တွေမှာဝယ်လို့ရတယ်။အဲဒီ glue ကိုတော့လေကျွန်တော်တို့အဲဒါအဖြူရောက်ရှိလို့ note call လို့ခေါ်တယ်။ဒီ call တော့မှာကိုဒီပကြီကားစီတွေအချက်ကိုဘယ်လောက်လောက်ရှိလဲ။သင်းလုံးမှုပေါ်မှာဒီပြီးတော့သွားတယ်။အနုစိတ်ရင်အနုစိတ်တော့အချိန်ပြီးရတယ်။အားလုံးက handmade တွေလက်မှုပညာတွေဖြစ်တဲ့အတွက်ပြီးဆက်ထားတဲ့အချိန်ပေါ်မှာမူတည်ပြီးတော့သွားတယ်။အဲကျွန်တော်အခုတူတာလေးဒါ ြောပါဒါကျွန်တော်တို့စတဲ့ဒီရင်းနေပကြည်တာဒီဟာကိုဘယ်အဆင့်ရောက်သွားပြီလဲဆိုရင်ဒါဟာဒုတိယအဆင့်ပြီးခဲ့ပြီဒီပကြည်ကဟုတ်ကဲ့ပထမဆုံးအဆင့်ကဒီတထွန်စကိုကျွန်တော်တို့ဒီပုံတွေကများသောအားဖြင့်ဘယ်ကရလဲဆိုရင်နိုင်ရန်စီးပကြည်တင်ရတယ်ရတယ်ဒါပကန်းခိရဲ့ original ဟန်မဲဒါအမျိုးသားဒါအမျိုးသမီးအမျိုးသားကဆုံးထမ်းထားတယ်အမျိုးသမီးကဆုံးယူထားတယ် ီပုံရေးတော့မယ်ဆိုရင်ကျွန်တော်မှာ tracy paper လို့ခေါ်တယ်။အဲ့ဒီ tracy paper လေးနဲ့ကျွန်တော်ဒီပိစာကိုတိုင်လိုက်တယ်။ဒါကမှန်ပြန်ဆိုပါလို့အဲ့ဒီ tracy လေးကိုချတယ်။တဲကပ်ပြီးသားပိစာလေးကိုဒီဘဝနေပြင်တယ်။အောက်ကနေမီးထိုးလိုက်တယ်။ PSM အလင်းပေးလိုက်တယ်။အဲ့ဒါဆိုရင်ကျွန်တော်ပြောတဲ့ကောက်ကြောင်းရလေးဒီပုံလေးကိုကျွန်တော်မြင်နေရပြီ။ မြင်ရတဲ့အခါမှာကျွန်တော်ဒီ question ကိုဈေးထည့်တယ်အနက်ရောင်ဈေးထည့်ပြီးတော့ကြာမှာဒီ PS လေးနဲ့ TC လေးကိုတော့ဒီလိုတွဲလိုက်တယ် PS လေးနဲ့တွဲလိုက်သွားအောင်ပါဒါလေးကျတော့ကျွန်တော်စုတ်တန်နဲ့သွားရတယ်ဒီတဲပကြီးကြောက်ကြည့်ပြီးတော့ဈေးနှုန်းကတော့ဒီပုံမှန်ပေါ့နော်တွဲကူရဲ့လက်ရည်ဆိုလို့ရှိရင်2000လောက်ကစပြီးတော့ဒီလက်ရည်ဝင်ဝင်တယ်လို့ခန့်ရင်ခတ်တယ်လို့ပေါ့နော်တိန်ကနန်ထိဈေးရှိတယ် ။အဲ့တော့တဲပကြီးကြောက်ကြီးလုပ်တဲ့ဒူးရှေရလည်းကျွန်တော်တို့ MRB ကထုတ်တဲ့လုပ်ခဲ့ MH2 ဒူးရှေပဲရှိတော့တယ်။နိုင်ငံခြားနေဝယ်သုံးတဲ့ဒူးရှေလည်းမဟုတ်ဘူး။အခုကျွန်တော်ကတပညုဖေရမြောက်ဖမှုကတဲပကြီးဘုကရီကချာဆွဲရဆိုင်မှာကျွန်တော်ပုံဆွဲကြည့်မယ်ပေါ့နော်။ဒီပါပါဘယ်လိုဆဲမှာလဲအဲဒီကိုဆဲမှာပါနော်လွတ်ပြပါ ကျွန်တော်ဆွဲတဲ့ပုံကြည့်ပြီးတော့မိုင်းလက်ဆွဲလို့ရတယ်။တဖုန်းတောင်းပဲပဲ။ကဲဆွဲလိုက်။ဟောညီလေးလည်းတစ်ချက်ချင်း။ဟုတ်ကဲ့။ရဟန်း။ဟုတ်ကဲ့။ဒါနဲ့ဒီနာမှာတဲ့တယ်ပဲထွက်သွားတယ်ချီချင်းလျှောက်သွားတော့ဆုံးပြီရောင်းလို့ရမယ်ညစ်ပြောင်းမှာမူးရကြုံတယ်လို့ဒီကားလည်းမပြီးသေးဘူးမူးရတယ်ကြောင် အဲကျွန်တော်ပကံမှာကျော်အထူးစမ်းနေကျွန်တော်ပဲချိုးအိုင်းဒီလေးတိုက်ရင်မိုးလဲချိုးပါဒီမှာပါအဲကျွန်တော်ခုကျွန်တော်ဂရုကျူဖရာကိုဆက်သွားမယ်ဒီကတော့နှလောင်းချောင်း နတ်လောင်ကြောင်းအဲနောက်ပြီးွားလို့ရှိရင်ပထိုးသားများဖះပါနော်အဲဝင်မယ်ဟိုဒေတာကန်ရမ်းချဖို့ကောင်းတယ်ကျွန်တော်စပိန်နဲ့ခဏနဲ့တူတူရက်ထားပါနော် ကျွန်တော်ခုနကရေဆူမှာဆိုလို့တိန်တာပဲသူလည်းတော့မသိပါဘူး thank you ခုကဂရုကျိုးဖရားပေါ့နော်ဂရုကျိုးဖရားဆိုရင်ဟာဒီကာလီဖရားလို့လည်းခေါ်ကြတယ်ပြောခဲ့တယ်လို့ပဲတပ်ညူဖရာမှာဘုံလုံးကြီးတစ်တောင်းသုံးနိုင်မှာတစ်လုံး ရားပေါ့နော်အုပ်လုံးကြီးတပေါင်းကွင်အုပ်တလုံးဖယ်ရဲ့အဲ့လိုဖယ်တဲ့အုပ်လုံးကြီးနဲ့ပြန်တည်တာလေဆိုရဲကလူကျိုးဖယ်ရပါဘယ်မှာကဖရားရဲ့အစအဦးကိုကြည့်မယ်ဆိုရင်တပည့်ဖရားအတွက် ဘယ်တော့တော့အုပ်ဒီတုံးနေရတယ်ပေါ့။ဒါခံမှန်းရပါမယ်ခုတော့တပ်ပညုဖျားနာမှာရှိနေပြီမယ်လေလူတော်တော်များများတော့ tân phèo thu chạy chào rõ cái này bắt đầu để cho nó lên lên sao đó mà ta tin ra cho nó sẽ để cho chồng nó cho nó tập phù vậy không hỏi thì vài phải được rồi ကျွန်တော်နှစ်လျောင်းကျောင်းဆိုတဲ့နေရာရောက်နေတာသူကလည်း W ဖရန်နဲ့တော်တော်ညီညီလေးမှရှိရှင်းနောက်တောင်ရောက်လေတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ်တော့တက်ကြည့်မယ်ဒါမဲ့ခွေးရှိနေရှင်းနော်ကိုကကိုလို့ကိုလို့ no no ဟာလေခလီ ော်လေးခဏတက်မယ်လीနော်တက်တက်ဖဲဖဲဩအဲလိမ်မာရကွာလိမ်မာရလိမ်မာအေးတော်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 နော်ခဏလေးနော်ဖျားဖို့မယ်နော်တက်ညီလေးတော်တော်တော်ဩလိမ်မာနော်တော်ပြီနော်ဖျားဖို့မှာတော့လောလောလေးတော့ခွေးတွေပဲရှိဒီဖျားကနေဒီဖျားမို့ဗောဗျာဒါတော့ကြောင်းခေါ်ပါဗော တောင်းတာဘုံเจ้าတို့ဘာညာလို့မျိုးပဲဒီနှက်လျောင်းเจ้าကနေတပည့်ကြီးကိုဖူလာတာတော်တော်လေးတပည့်ပေါ့နော်ဒီနှက်လျောင်းเจ้าကတော့ကျင့်စတာဟာမင်းလက်ထက်တုန်းကရှိခဲ့တာလို့ပြောတယ်ကျင့်စတာမင်းလက်ထက်တုန်းက ဒီကိုယ်ခွေမှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့လွတ်လပ်စွာကိုယ်ခွေခွင့်ပေးရပါတော့။အဲတော့ဒီကုံတွေတွေအားရညာရပေါ့ဒီရောင်းဝယ်ဖောက်ပါဖို့နိုင်ရင်လည်းဒီဟိန်းလူမျိုးရာရှင်ကျင်းမှုကပါလာပြီးတော့ဒီမှာဟိန်းလူလက်တွေနဲ့ပတ်သက်တဲ့ဒီចောင်းဆောင်ဖြစ်လာတယ်လို့ပြောတယ်။ကြောင်နေနဲ့ပေါ့နော် အဲဒီအားလုံးတော့ဒီဟိန်ယူရနဲ့ပတ်သက်တဲ့အရာတွေပေါ့။ဉာဏ်ရှိရည်လေးရှိတယ်။ပေါ်တက်လို့ရာမရာဆိုတာတော့အရင်တော့ဘယ်လိုလုပ်ခဲ့သေးလဲမသိဘူး။ဘုဘအပေါက်တွေကိုကြည့်မယ်စင်အပေါ်တက်လို့ရလေကားရှိသေးတယ်ဒါပေမဲ့အောက်မှာတော့ တက်လို့ရတယ်ကမရှိဘူးဒါရတော့ဟိန္ဒူယောဂာနဲ့ပတ်သက်တဲ့ဒါနဲ့ရုပ်တွေပေါ့နော်ဒီမှာတော့ဒိဋ္ဌံအောင်ရတဲ့လူတွေကလာပြီးတော့ထူတောင်းကြတယ်ပေါ့နော် မျက်နှာစာမှာတော့ဒီလိုဟိုနေရာလွတ်ကျင်းရှိရောနော်အဲ့တော့အရင်တော့ဒီနေရာမှာလဲတက်ခုခုရှိနေနိုင်တယ်ခုတော့မရှိတော့ဘူးပေါ့အော်ဒါကကျွန်တော်ရှိရတခီလေးရှိပါတယ် ဒီနတ်လျောင်းเจ้าကဒါကပကံပါဆိုရင်တခုတည်းတော့ဟိန်လူเจ้าပေါ့ပကံမှာတခုတည်းပဲရှိတယ်ပြောချင်တာကပကံတခုတည်းမှာရှိရမဟုတ်ဘူးပကံမှာတခုပဲရှိရမုတ်ပေါက်တွေဆိုလို့ရှိရင်တဲเจ้าနဲ့ကြီးပေါင်းနေလောက်တာ cha phi ai sắp phụ bảo mày lão nè ra ra cho rồi ra điều lão điều lão lên mà đây đã lên mà thì cho đi cho đi để tất đã nó cũng bắt thu ta nè phi ai phi cho nó đã thu chuyện này nó phi ai quá ba bây giờ ဲ့ကျွန်တော်တကားဖွင့်မိမယ်လို့ရှိတာလို့ရှာကြည့်ရအောင်။ညကတော်တော်များများတကားပိတ်ထားရဲ့ဗျာ။အဲ့တော့မမိုက်ပါဘူး။ကျွန်တော်တို့ကဝေးရံနေလာတယ်။ရောက်လာရင်တကားပိတ်နေတယ်။ဆင်မပြေပါဘူး။ဆင်ပြေမနေဘူးလေ။ပထူသားများဖရား။ပထူသားများဖရားလို့ဘာလို့ခေါ်လဲဆိုတော့ ဒီပထိုးကြီးရဲ့အပေါ်မှာပထိုးသေးသေးလေးတွေရှိလို့ပေါ့နော်ပထိုးပါများဖရာလို့ခေါ်တာပါဒီဖရာကဓမ္မုံဆိုင်ဆိုဒါကြိုက်ကြိုက်ဒီအလင်းဝင်နေပုံကဒါလာလို့နော်ကျွန်တော်လည်းအရင်တော့ဒီထဲမှာဓမ္မုံရိုက်ခဲ့ပြီကျွန်တော်တော်လေးသဘောကျတယ်နော်ဥရောဖရာကတကားပိတ်ထားတယ် ဖေဆက်ကဖုန်းတွေပါဆက်ပြီးခေါ်လို့ရတယ်ကောင်းဟုတ်ကျွန်တော်တကားဖွင့်ပေးမယ်ကိုတေးပြီဒီမှာကပေါ်ရက်ကိုတက်လို့ရတဲ့လေကရှိတယ် ါလေးတွေတော့အရင်ကတရားကျင့်တာပေါ့ဖြစ်မယ်ထင်တယ်ဒီတကားတွေကတော့အခုပိတ်ထားလိုက်ပြီဘုရားငလင်းပြီးကြရအောင်ဖရာရဲ့ကြက်ခိုင်းကိုစိတ်မချဘူးပေါ့နော်တော့ခတ်ထားဒီဖျားတော့မယံစီးကောင်းလာရဲ့နောက်ပြီးတော့

ဒီဖျားဘက်တွေကိုဧည့်တယ်ဝင်လာနေတယ်ဟုတ်ပါဒီနမကြီးဖျားချိန်ယူစတဆူလောက်ကိုလည်းလာကြအများကြီးနော်ဘူးပေါ်မှာနင်းတို့ကျွန်တော်နဲ့ဒင်းတို့ရင်းနေပဲရှိတယ်

ကင်မရာတခုကျွန်တော်ကင်မရာကိုလည်းကျွန်တော်ရိုးရိုးမုတ်နေပဲတုံးတာပါเนาะဒါပေမဲ့ဖရားတင်းနေဘာလို့လဲဆိုတော့ဖရားမှာပါတယ်ဒရင်ပေါက်ဒီပေါ့เนาะဒီဖရားပလင်တော်ရဲ့အရှင်နာမှာဒရင်ပေါက်တုံးပေါက်ဖောက်ပြီးတော့အလင်းပေးတာပေါ့ ဲ့ဒီအလင်းပေးတာရဲ့စနစ်ကြောင့်ပဲဒီဖျားကြီးရဲ့ညနေတော်ကြီးဘာလို့ဆိုလို့ရှိရင်မိထွန်းတာလိုမျိုးပဲလင်းနေဖျားကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတဘာဝအလင်းအောင်နေလင်းနေတာဘာမီတော့ဘာမီကြောင့်မှမရှိဘူးဒီဘိဓုကလည်းအကြောင်းဒီဘုရောသားမြတ်ဖရာကနာမည်ကြီးတယ် တဲ့ပုံမြိုက်တယ်ပြီးကြိုက်တယ်နိုင်ငံသားကြီးကြိုက်တယ်ကျွန်တော်တို့လည်းကြိုက်တယ်ဒါကဒီအပြင်မှာရှိတဲ့စင်းရံပတ်လမ်းပေါ့လင်းတို့ကလည်းကြားလင်းတို့ကလည်းကြားတယ်လင်းတို့ချီနေမိဒီနေရာနေဆိုလို့ရှိရင်တက်ပုံကြရည်အင်းနဲ့တက်ပုံမြင်ကြတယ် သဘောကျကြတယ်။ဟုတ်ကဲ့။ကျောင်းကပိတ်ချောင်းပေါ့။အဲ့ဒါအောင်လို့လောင်းနေ။ဟုတ်ကဲ့။အဲ့ဒါဟိုဒါကြတော့ဖျားပစ္စည်းထားရနေအောင်လောက်လား။အိုးမတင်လို့ချီ။နေနိုင်အစ်စီအစ်စီ။ဟိုလင်းလို့ပေါ့ထိုးကြည့်ကပေါ်လေးချက်။ဝါး sao thấy rộng người mà trời ấy đi vào vậy thì mà lại phía xin được rồi chứ းချမ်းသာပါကြီးကျွန်တော်ဒီကလေးတပုံနဲ့နဲ့ရိုက်ချင်ပါတယ်ကျွန်တော်တကယ်ကိုရိုက်ချင်နေတဲ့တပုံရိုက်ချင်နေတယ်ခင်ဗျာရောက်